ကရင်ပြည်နယ်ကောဂရိတ်မြို့အဝင်ထွက်စစ်ဆေးရေးဂိတ်တွေကိုစစ်ကောင်စီတပ်ကပိတ်ထားလိုက်ပြီးမြို့ကန်ပြည်သူတွေကိုအပြင်ထွက်ခွင့်မပေးဘဲပိတ်ထားလိုက်ချိန်မြို့ပေါ်မှာ73စီနဲ့ဆန်ဆားတဲ့စားတောက်ကုန်စည်းနှုန်းတွေဟာမြင့်တက်လာတယ်လို့ကောဂရိတ်မြို့ခံတွေကတန်လွင်ထမ်းမှုပြောပါရတယ်။ ကော့ဂရိတ်နဲ့ဂျုံတို့အနီးပတ်ဝန်းကျင်တွေမှာစစ်ကောင်စီတပ်နဲ့ KNLA ဥဆောင်တဲ့တော်လန်ရေးပူးပေါင်းတပ်တို့ကြားတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကစပြီးစစ်ကောင်စီတပ်ကကော့ဂရိတ်မြို့အဝင်ထွက်နေရာတွေကစစ်ဆေးရေးဂိတ်တွေအလုံးကိုပိတ်ထားလိုက်တာပါစစ်ကောင်စီတပ်ကမြို့ဝင်ထွက်စစ်စေးရေးဂိတ်တွေအလုံးကိုပိတ်ထားလိုက်တဲ့အတွက်တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာကော့ဂရိတ်မြို့ခံပြည်သူတွေဟာအပြင်ကိုထွက်ခွာခွင့်မရပဲအများအပြားပိတ်မိနေသလို ကော့ဂရိတ်မြို့ထဲကိုလည်းအပြင်ကနေလူဝင်ရောက်လို့မရဘူးလို့ကော့ဂရိတ်မြို့ခံတအူးကပြောပါရယ်လက်ရှိမှာတော့ကော့ဂရိတ်မြို့ပေါ်ကကုန်းတဲလုပ်ငန်းရှင်စီးပွားရေးသမားတွေဟာဆက်သုံးစီနဲ့ဆန်တွေကိုတိုးလောင်ထားလိုက်ပြီးဈေးတင်ရောင်းချနေတဲ့အတွက်ဆက်သုံးစီအပြင်ဆန်နဲ့အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်းမြင့်တက်နေတယ်လို့ဆိုပါရယ်ဒါပြင်တိုက်ပွဲကာလအကြမ်းင်းဘာကထိုင်းနိုင်ငံဘက်ကဝင်ရောက်လာတဲ့အသားငါးတွေပြက်လက်လာနိုင်ပြီးအသီးရွက်တွေကတော့လက်ရှိမှာရှိနေသေးတယ်လို့ဆိုကြပါဗျ။ လက်ရှိနောက်ဆုံးကြားသိရတဲ့သတင်းတွေအရကော့ဂရိတ်မျိုးပေါ်မှာဓာတ်ဆီ1လီတာကို1000ကျပ်ကျပ်ဥတစ်လုံးကို2000ကျပ်ဈေးရှိနေတယ်လို့သိရပါဗျ။စစ်ကောင်စီအနေနဲ့စစ်ဆေးရေးဂိတ်တွေကိုမဖွင့်မဲအချိန်တော်တော်ချာချာပိတ်ပင်ထားပါကပိတ်မိနေတဲ့ကော့ဂရိတ်မျိုးခံပြည်သူတွေဟာအခက်အခဲများစွာကြုံလာရနိုင်ပြီးမျိုးခံတွေအပြင်ထွက်ခွင့်ရဖို့အတွက်ဆရာတော်တန်ဃာတော်တွေကစစ်ကောင်စီနဲ့ညှိနှိုင်းဆွေးနွေးတာတွေရှိခဲ့ပေမဲ့လည်းအဆင်မပြေဘူးလို့ကြားသိရပါဗျ။ ကော့ဂရိတ်မျိုးအဝင်ထွက်စစ်စည်းရေးဂိတ်တွေအလုံးကိုစစ်ကောင်စီတပ်ကပိတ်ပင်ထားသလိုတစ်ဖက်မှာလည်းကိုးရိုင်လမ်းဆောင်ဂိတ်စခန်းကိုလည်းတော်လှန်ရေးပူးပေါင်းတပ်တွေကပိတ်ထားလိုက်ပြီးနှစ်ဖက်တပ်ဖွဲ့တွေရဲ့ပိတ်ပင်ထားမှုကြောင့်လှိုင်ဝတရားကျိုးကနေကိုးရိုင်လမ်းဆောင်အထိကုန်တင်ရင်အများပြားပိတ်မိနေတယ်လို့ဒေသခံတွေကဆိုကြပါတယ်ကော့ဂရိတ်နဲ့ဂျုံတို့မျိုးအနီမှာတပတ်ကျော်ကြာမြင့်လာတဲ့နှစ်ဖက်တိုက်ပွဲတွေဟာဧပြီလ22ရက်နေ့အထိဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ ။အဲ့ဒီတိုက်ပွဲတွေတွင်စစ်ကောင်စီတပ်ကနေဆောင်ကနေအပြင်းထန်ပစ်ခတ်ခဲ့တဲ့အတွက်အရသာပြည်သူထိခိုက်မှုတွေနေအဆောက်အုံပျက်စီးတာတွေဟာဆက်ဖြစ်နေရလို့နေမြေခံတွေရဲ့ပြောပြချက်အရသိရပါဗျ။